ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုက်ရှောက်ကျေးရွာနေရှိအရခတ်တတော်ထင်းရှောက်ထားတဲ့တိုက်ရှောက်တော်ကိုစစ်ကောက်စီကအင်အားရာနဲ့ရှိနေထိုးစစ်ဆန်နေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြန်တန်းနေတယ်လို့စစ်ရေးတရံရဲမြစ်တွေစီကသိရပါဗါတယ်။တိုက်ရှောက်တော်ကိုပြန်ရရရေပြန်လေကြောင်းဒရုန်းတွေနဲ့စစ်ကောက်စီထိုးစစ်ဆန်နေတာဟာရက်ပေါင်း30ကျော်ကြာမြင့်လာပြီဖြစ်က အခုရက်ပိုင်းမှာမြေပြန်အင်အားအလုံးရင်နဲ့ထပ်မံထိုးစစ်ဆန်နေတာလေးဖြစ်ပါတယ်။တိုက်ရှောက်တော်မှာကြောက်ဖြူမြို့နယ်စစ်လင်းမိုက်ခန့်တော်ဝယ်ပြီး အမြန့်ပဲတထောက်ခန့်ရှိပါတယ်။ဒါ့အပြင်အမြန့်ပဲ200လောက်ရှိတဲ့အမှတ်30နဲ့ရစ်တရန်ရှိရာဒေါ်ဒန်းတောင်တန်း9မိုင်ခန့်သာဝယ်ပြီးစစ်ရေးအရာအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။တိုက်လျှောက်တော့ကိုအာရခတက်တို့ကထိန်းလျှောက်ထားတာဟာအမှတ်30နဲ့ရစ်တရန်အပြင်ကြောက်ဖြူမြို့ကပါစစ်ရေးအရာရှင်းလျှောက်မှုတွေရှိနေတာကြောင့်အဲ့ဒီနေရာကိုပြန်ရရဲစစ်ကောက်စီကအပြန်အထန်ထိုးစစ်ဆန်နေတာလည်းဖြစ်ပါတယ်။ကြောက်ပြူကိုအာရခတ်တက်တို့ကထိုးစစ်ဆန်နေတာဟာကိုလာလောက်ကြာမြင့်လာပြီဖြစ်ကား နေမြေအရှုပ်ကိုထိန်းချောက်လိုက်ပြန်ဆောက်ခွာလိုက်တဲ့နှစ်ဖက်မြေပြင်တိုက်ပွဲတွေမှာဆက်လက်အရှင်မြန်လျက်ရှိနေပါတယ်။အေဟာကြောက်ဖြူမြို့နယ်ရှိဒရုတ်စီမံကိန်း area အများအပြားအပြင်မြို့ပေါ်နဲ့ရှောက်မိုက်ခန့်အထိထိန်းချောက်ထားနိုင်ခဲ့ပေမဲ့အခုအခါကြောက်ဖြူမြို့နယ်ဆီလင်းမိုက်ခန့်အကွာကြီးဆောက်ခွာပေးထားရတယ်လို့သိရပါတယ်။2023ခုနှစ်နိုဝင်ဘာ13ရက်မှာစတင်တဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲဟာအခုအခါနှစ်နှစ်နီးပါးရှိလာနေပြီးမြို့တော်စစ်တွေနဲ့ကြောက်ဖြူမန်အောင်မြို့တော်ကလွှဲပြီ ျန်ရခိုင်မြို့နယ်ဆေးလက်ခုမှာအေအေလက်ထဲမှာရှိနေတာပါတစ်သူညာနှစ်ခွန်ဆစ်ဆန်ရဲကိုစားခဲ့ကြတဲ့ညီနောက်သုံးဖွဲ့ထဲမှာ MNDA နဲ့ TNN တို့ဟာအပြည့်ရက်လက်ပြီးဖြစ်တာကြောင့်အေအေတဖွဲ့သေးတာစစ်ကောက်စီကိုတိုက်ခိုက်နေတဲ့အနေအထားမှာရှိနေပါတယ်ရှမ်းမြောက်ဒေါ်လာတိုက်ပွဲတွေရပ်တန့်နေခဲ့ပြီးဖြစ်တာကြောင့်စစ်ကောက်စီဟာ AAC ကနေမြေတဲ့ပြန်ရရေးမြေပြန်ဝင်ဟန်အပြန်ရေပြန်အင်အားအလုံးရနဲ့ထိုးစစ်အရှင်မြတ်တိုက်ခိုက်လာနေပါတယ်